စကိုင်းပြည့်၍ငလင်ချောင်းယာယီအပြစ်ရက်တယ်လို့ကြေညာပြီးနိုင်ငံတော်ဝန်လေးချောင်းကနေဘုံကျဲနေပေမဲ့လည်းတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေ ER West တွေနဲ့တော်လိုင်းအင်အားစုတွေအနေနဲ့ယာယီအပြစ်ရက်မှုကိုလိုက်နာပေးဖို့စစ်ကောင်းဆောင်ကတိုက်တွန်းပြောဆိုပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကနေပြည်တော်မှာမေလ29ရက်ကပြုလုပ်တဲ့မြန်မာငလင်ဘေးအတွက်ဒုတိယကြိမ်အလှူငွေပေးရပွဲမှာအဲ့ဒီလိုထဲသွင်းပြောဆိုခဲ့သလိုတစ်ဖက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။ နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့သက်ဆိုင်သူတွေအနေနဲ့ယာယီအားဖြင့်အဖြစ်ခတ်ရစဲထားတဲ့အပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့မတ်လအတွင်းကစကိုင်းငလင်ကြီးလှုပ်ခတ်တာကြောင့်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့လို့ဆိုပြီးဧပြီလ၂ရက်နေ့ကစတင်ကအခုမေလကုန်ထိယာယီအပြစ်ရစဲကြောင့်အပြစ်ရသက်တမ်းအချိန်ချင်းတိုးမြင့်ပြီး လေချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။စစ်တပ်ဆိုတာဘယ်တော့မှဂရီတလုံးကိုအလေးမထားဘူးဘူး။အပြစ်ရတဲ့ပြောပြီးတွန်လိုင်းတက်တွေအင်အားနှဲအောင်စီးဖောက်ဝင်တိုက်တယ်ဆိုပြီးနိုင်ငံတကာမှာအကြမ်းဖက်ဖြစ်အောင်လုပ်နေတာပဲလေလို့ CDN ဗိုလ်ကြီးဖုံးတိုက်က ARD Times ကိုပြောပါတယ်။